တတော်မှာမြန်မာအကောင့်နဲ့ဖွင့်ထားပြီးတော့ follower တွေအရန်များသွားတဲ့အခါမှာအကျိုးရှိအောင်ကိုယ့်အတွက်ပေါ့နော် income မှာတခုခုအကျိုးရှိအောင်ဘယ်လိုလုပ်မလဲဆိုတာကိုကျွန်တော်ဒီဗီဒီယိုလေးကနေပြီးတော့အကြံပြုထားတာဖြစ်ပါတယ်။အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့ Butter Engage ကကိုတက်မယ်ဖြစ်ပါတယ်။အဲတကယ်ချင်းတို့က TikTok မှာ TikTok ကိုဆော့ရင်းနဲ့မြန်မာအကောင့်ဖွင့်လိုက်တယ်ဖွင့်ပြီးတော့အဲ့တော့ကလည်း TikTok ကပတ်စံရတယ်ဘာညာမသိသေးဘူးပေါ့နော်မသိသေးတဲ့အတွက် user အကောင့်လေး phone number နဲ့အကောင့်လေးဖွင့်တယ် ဖွင့်ပြီးလို့ရှိရင်တက်တော့မှဆော့ရင်ဆော့ရင်နဲ့အခြေတွေကြာလာလဲနှစ်တွေကြာလာတဲ့အခါမှာလူကလည်းတိလာလဲ follower လည်းများလာလဲဒါပေမဲ့တက်တော့ကမြန်မာအကောင့်ဖြစ်နေတဲ့သူကတကယ်ချင်းတော့ပတ်စံမရအခု follower လေးကိုယ့်ရဲ့ fan တွေကိုယ့်ရဲ့ audience တွေအတုံးချပြီးအတုံးချတယ်ဆိုတာသူတို့ရှိရနေပြီးတော့အင်ခံပေါ့နော်သူတို့ရဲ့အားနဲ့ပေါ့နော်သူတို့ရဲ့အင်အားနဲ့အင်ခံတစ်ခုရအောင်ဘယ်လိုပြန်ပြီးတော့လုပ်မလဲဆိုတာကို ြံအကြံပေးထားတာပေါ့နော်ကျွန်တော်တို့ TikTok မှာ follower တွေများသွားမယ်ဆိုလို့ရှိရင် follower အရန်များသွားတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကဘာဖြစ်နိုင်လဲဆိုလို့ရှိရင်ကျွန်တော်ကြော်ညာတွေရနိုင်တယ်အဲကြော်ညာတွေရနိုင်တယ်ဆိုတော့ပြောမှဆိုလို့ရှိရင်ကြော်ညာရဖို့ဆိုတာအရန် follower အရန်များသွားအရန်ပေါက်နေတယ်ဆိုလို့ရှိရင်တော့ communication တွေကနေလာပြီးတော့တကယ်ချင်းလို့စီရောက်လာနိုင်တယ်ပေါ့နော်ကျွန်တော်ညီမတို့မှာ ဒီ follower ဒါ view လောက်ရှိတယ် follower လောက်ရှိတယ်ရှိတယ်ဆိုပြီးတော့ company လေးကိုချီကပ်ပေါ့နော်သူလို့မလာလို့ရှင်ကိုကသူလို့ရှိသွားဒါအတနည်းပေါ့နော်ဒါအကြံပြုတဲ့ဒါတနည်းပေါ့နော် နောက်တစ်နည်းကကြတော့ product တွေရောပေါ့နော် product တော့မှ follower များွားလဲသူကဒီ TikTok community တဲမှာကတော့ခင်ဗျားတို့အနေနဲ့က brand တစ်ခုဖြစ်နေပြီနော်ခင်ဗျားတို့ကိုယ်တိုင်ဟို brand တစ်ခုဖြစ်နေပြီဖြစ်တဲ့သူကလူတိများနေပြီဖြစ်တဲ့သူက product တစ်ခုရောလို့ရတယ်အဲ့ product ကိုဟိုကိုယ်ကလည်းကိုထုတ်မလားဒါမှမဟုတ်သူများဟာကိုပဲ authorize ယူပြီးရောမလားဒါတော့ တခုစဉ်းစားပေါ့နော်ဒါမှမဟုတ် online shop တွေပဲလုပ်မလား BKK လို့တပြည့်နိုင်ငံတွေမှာပြီးတော့ဒီမှာပြန်ရောင်းမလားပေါ့နော်ဒါလေးလည်းထည့်သွင်းစဉ်းစားလို့ရတယ်ဒီမြန်မာအကောင့်နဲ့ဖွင့်တာမီးတဲ့အတွက် TikTok ကနေတော့ပတ်စံမရတော့ဘူးဒါပေမဲ့ခင်ဗျားတို့ကဘယ်လိုလုပ်ရမလဲဆိုလို့ရှိရင်မြန်မာအကောင့်နဲ့ဒီဘက်အကောင့်တစ်တစ်ခုဖွင့်ဂျပန်အကောင့်နဲ့တစ်ခုဖွင့်ဖွင့်ပြီးလို့ရှိရင်အဲ့ဂျပန်အကောက်ကိုဒီဘက်ကိုပေါက်ပြီးသားမြန်မာအကောက်နဲ့ပေါ့နော်အစ်စ်ဖွင့်တာလဲဂျပန်အကောက်ကိုတွဲတွဲပြီးတော့ ဲခေါ်ွားပေါ့နော်ကို fan တွေလည်းဒီကောက်တွေ follow လုပ်ပေးပါပါညာနဲ့တွေ့တွေ့ပြီးခေါ်ွားပြီးတော့ဒီဘက်ကလည်း view တွေများလာလို့ရှိရင် TikTok ကလည်းပတ်စံရတယ်မနော် TikTok ကပတ်စံရတယ်ဆိုတာ monetize ကရတယ်ဆိုတော့ပတ်စံကတော့အရင်ကြီးတော့ဟိုပေါ့နော်စီးပွားတော့မဖြစ်တော့ဘူးပေါ့နော်ဒါပေမဲ့ရှားတယ်ဆိုတော့ပမာဏတစ်ခုတော့ရှိတာပေါ့အဲ့တော့တကယ်ချင်းလို့အနေနဲ့ TikTok မှာ follower များနေတယ်ဖန်တွေများနေတယ် fan တွေများနေတယ်ဆိုလို့ရှိရင်အဲ့၃ချက်နဲ့ income တွေတက်လာအောင် try ကြည့်လို့ရတယ်